တဲကန်နာရတွေဟာရွေရှားတတ်တဲ့သဘောတဘာဝမျိုးတွေရှိပါတယ်။တဲတွေဟာလေတိုက်ခတ်တာကြောင့်ဖြစ်စေတခြားသောအကြောင်းရင်းတွေကြောင့်ဖြစ်စေရွေရှားနေတတ်ပါတယ်။ဥမာအနေနဲ့တရုတ်ပြည်မှာရှိတဲ့တာကလာမာကန်တဲကန်နာရဟာဆိုရင်ရွေရှားတတ်တဲ့တဲကန်နာရအမျိုးအစားထဲမှာပါဝင်ပါတယ်။သူကအမဲလို့လို့ရွေရှားနေတတ်တာကြောင့်လူတွေရဲ့စိုက်ပျိုးမြေတွေနဲ့လူတွေနေထိုင်ရာအရက်ဒေသတွေကိုပါတဲတွေဖုံးလွှမ်းသွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့လူတွေရဲ့နေထိုင်မှုစနစ်တွေကိုထိခိုက်စေပါတယ်။ဒါအပြင်ပြင်းထန်တဲ့သဲမုန်တိုင်းတွေဖြစ်ပေါ်စေတာအခြေခံအဆောက်အုံတွေကိုပျက်စီးစေတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဂေဟာစနစ်တွေပျက်စီးတာအပင်တွေနဲ့တလိပ်ဆန်တွေရဲ့ရှင်သန်မှုကိုထိခိုက်တာမျိုးတွေလည်းဖြစ်လာနိုင်စေပါတယ်။ဒီဆိုးကျိုးတွေကိုတားဆီးဖို့အတွက်ကမ္ဘာနိုင်ငံတချို့ကတဲကန္နာရပြန်ပွားမှုတွေကိုတားဆီးနိုင်ဖို့စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ ဒီထဲမှာတရုတ်တွေကတော့တော်တော်လေးကိုကြီးမားတဲ့စီမံကိန်းတစ်ခုကိုနှစ်ပေါင်း60ကျော်လောက်ကြောင်စူးစမ်းတိစောက်ခဲ့ကြတာကိုတွေ့ရပါတယ်။လူအင်အားအဆမတန်တုံးခဲ့ရပြီးတော့တဲကန်နာရရဲ့ရွေရှားမှုကိုထိန်းချုပ်နိုင်ဖို့နဲ့တဲမုံတိုင်းတွေကိုရှော့ချနိုင်ဖို့အတွက်ရည်ရွယ်လှုံ့ဆော်ခဲ့ကြပါတယ်။ဒီနည်းပညာရိုးရှင်းပေမဲ့အဆင့်မြင့်ပြီးတော့ စိတ်ဝင်စားဖို့လည်းကောင်းတဲ့နည်းပညာတစ်ခုဖြစ်တဲ့အတွက်တဲကန်နိုင်ရကို OASIS ဖြစ်လာအောင်တရုတ်တွေလုပ်ခဲ့တဲ့နည်းပညာအကြောင်းကိုဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်တက္ကလာမကန်တဲကန်နိုင်ရဟာ3,3600စတူယန်ကီလိုမီတာကျယ်ဝန်းပါတယ် ဒါစတူရမ်းမိုင်ပေါင်းတသိန်း3000လောက်ရှိတဲ့အတွက်ဟာဝိုင်ရီကျွန်း10ခုစာလောက်ကိုကြီးမားတဲ့တဲကန်နာရတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဆာဟာရာရဲ့နောက်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးတဲကန်နာရီတစ်ခုဖြစ်နေတာပါ။လေတိုင်နှောင်းကလည်းတနာယိုမိုင်90ကျော်လောက်ရှိပြီးတော့တစ်နှစ်ကိုမိုးရေချိန်3လက်မှသာရွာသွန်းတဲ့အတွက်တေမင်းပင်လယ်လိုတော်မှာတင်စားပြီးတော့ခေါ်ဝေါ်ကြပါတယ်။ဘာအောင်မှမဆိုင်ပြိုးနိုင်လောက်၆သွင်းနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အဲ့လိုနေရာမျိုးမှာတရုတ်တရာအပင်ပေါင်း1ဘီလီယံလောက်အထိစိုက်ပျိုးပြီးတော့စိမ်းလန်းတဲ့နယ်မြေတစ်ခုဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒီလိုပြောင်းလဲနိုင်ဖို့အတွက်ကိုတော့ရိုးရှင်းတဲ့နေပညာ၃မျိုးကိုပဲအဓိကအသုံးပြုခဲ့တာပါ။ပထမတစ်မျိုးကတော့ဇီဝဗေဒနည်းကိုသုံးခဲ့တာပါ။ဒီနည်းလားကတော့တဲကန်နာရမှာရှင်သန်နိုင်တဲ့သစ်ပင်ခြုံပင်နဲ့မြက်ပင်တွေကိုစိုက်ပျိုးခြင်းအပြင်တဲတွေပြန့်လွှင့်မှုမရှိအောင်တားဆီးလိုက်ပါတယ်။ အပင်တွေရဲ့အမြစ်တွေဟာမြေစည်းလွှာကိုကတ်တွယ်ထားပြီးတော့တဲတွေရဲ့ရွေးရှားမှုကိုရှော့ချပေးနိုင်ပါတယ်။ဒါအပြင်အပင်တွေကလေတိုက်နှုန်းကိုပါရှော့ချပေးနိုင်တဲ့အတွက်တဲမုန်တိုင်းတွေရဲ့အန္တရာယ်ကိုပါကာကွယ်ပေးသလိုဖြစ်သွားပါတယ်။ဒီနီလာကသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲနဲ့ဂေယာစနစ်ကိုပြန်ပြီးအားကောင်းလောင်လှုပ်ဆောင်နိုင်တဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်။ဒုတိယနီလန်းကတော့နေအောင်ကြီးစွမ်းအင်ကိုတုံးပြီးတော့တဲတွေကို ထိန်းချုပ်တဲ့နီလန်းပါ။ ဒီနီလမ်းမှာတော့တဲကန္တရာတလျှောက်မှာဆိုလာပြားတွေတက်ဆင်ထားပြီးတော့လျှက်စစ်ထုတ်ယူပါတယ်။နောက်ဆိုလာပြားတွေရဲ့အောက်အခြေရတဲ့နေရာတွေမှာလည်းမြက်ပင်ဆေးဘက်ဝင်အပင်တွေနဲ့တခြားသောသီးနှံပင်တွေကိုစိုက်ပျိုးလိုက်ပါတယ်။ဒီနီလမ်းကတော့လျှက်စစ်စွမ်းအင်ကိုထုတ်ယူနိုင်ုံသာမကစိုက်ပျိုးရေးလုပ်ငန်းအတွက်လည်းအထောက်အကူကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။တတိယနီလမ်းကတော့အင်ဂျင်နီယာပိုင်းဆိုင်ရာစက်ကရီယာတွေနဲ့အတားအဆီးတွေကိုတုံးခဲ့တာဖြစ်ပါတယ်။ ဒီနီးလမ်းမှာတော့တဲတွေရဲ့ရွေရှားမှုကိုတားဆီးနိုင်ဖို့အတွက်စက်ကရိယာတုံးအကာရံတွေကိုတိဆောက်ခဲ့ပါတယ်။လေတိုင်နှုန်းကိုရှော့ချနိုင်ဖို့အတွက်ကောက်ရိုးတွေကိုအသုံးပြုအကွက်ဖော်ပြီးတော့အတားဆီးသေးသေးလေးတွေကိုဖန်တီးခဲ့တာပါ။ဒီအတားဆီးတွေကနိမ့်နိမ့်လေးတွေဖြစ်ပေမဲ့တဲပုံတွေကိုနေရာရွေ့မသွားအောင်တော့တားဆီးပေးနိုင်ပါတယ်။ဒီနီးလမ်းအခြေခံအဆောက်အုံတွေကိုတဲမုံတိုင်းတွေရဲ့အန်ရည်တွေကနေကာကွယ်ပေးပြီးတော့တဲကန်နိုင်ရအောင်တည်ငြိမ်အောင်လဲထိမ့်သိမ့်ပေးပါတယ်။ ဒါမဲ့ဒီလို6တွဲ့နေတဲ့တဲကန္နာရမှာအပင်ဆိုင်ဖို့လုံလောက်တဲ့ရေတွေကိုဘလို့ရနိုင်မလဲဆိုပြီးတော့မေကွန်းထုတ်เสียရှိပါတယ်။တကယ်တော့တာကလာမာကန်ရှိတဲ့နေရာဟာတောင်တန်းတွေနဲ့ဝိုင်းရံထားတဲ့တာရန်မြေခွန်းမှာရှိတာပါ။နှစ်စဉ်နှစ်တိုင်းတောင်ပေါ်ကနေရေခဲတွေအေးပြော်လာပြီးတော့မြေအောက်ထဲကိုစိတ်ဝင်သွားနေတဲ့အတွက်မြေအောက်ရေအရင်အမြင့်မရှားပါတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်တရုတ်တွေဟာရေရင်းတွေကို6မှန်ကြားတစ်ခုနှုံးနဲ့တူးပြီးတော့ဆိုလာစွမ်းအင်သုံးရေဇက်တွေနဲ့ရေပေးဝေခဲ့ကြပါတယ်။ဒါကြောင့်ဆိုလာပြားတွေဟာအပင်ဆိုင်ဖို့အရေးပေးနိုင်တဲ့အပြင်စွမ်းအင်လည်းထုတ်ပေးနိုင်တဲ့တာဝန်နှစ်ခုကိုတပြိုင်တည်းထမ်းဆောင်နေကြတယ်လို့ပြောရမှာဖြစ်ပါတယ်။တရုတ်တွေရဲ့အဓိကရည်ရွယ်ချက်ကတော့တာကလာမာကန်သဲကန်နာယာကြီးတစ်ခုလုံးကိုအိုအေစစ်ကြီးတစ်ခုအနေနဲ့ပြောင်းလဲပစ်ဖို့ပဲဖြစ်ပါတယ်။ ဒီစီမံကိန်းဟာဆိုရင် Elon Musk ရဲ့ Mars ကိုလူတွေနေနိုင်တဲ့ဂြိုလ်ဖြစ်အောင်ပြောင်းလဲတာနဲ့လေတော်တော်လေးစင်တူနေပါတယ်။ဒါအပြင်တာရန်မြေဟွမ်းမှာရေနံနဲ့သဘာဝဓာတ်ငွေတန်ချိန်ပေါင်း16.8 8ဘီလီယံလောက်အထိရှိတယ်လို့လည်းသိရပါတယ်။ဒါမှမဟုတ်လက်ရှိသဲမုန်တိုင်းတွေနဲ့ကန္ဓာရကြောင့်ခက်ခဲတဲ့ပတ်ဝန်းကျင်မှာဖြစ်နေတာကြောင့်ဒီတယံဇာတ်တွေကိုတူးဖော်နိုင်ဖို့အတွက်ခက်ခဲနေတာပါ။ ဒါမဲ့တဲကန်နာရကိုစိမ့်လန်းလောင် ပြောင်းလဲနိုင်မယ်ဆိုရင်တော့ဒီတယံဇာတတွေကိုအလွယ်တကူထုတ်ယူလာနိုင်တော့မှလည်းဖြစ်ပါတယ်။ဒီလိုသာထုတ်ယူနိုင်မယ်ဆိုရင်ကမ္ဘာစွမ်းအင်ကဏ္ဍအကြက်အတဲနဲ့ရင်ဆိုင်နေရချိန်မှာတရုတ်တွေကတော့သူတို့နိုင်ငံရဲ့စွမ်းအင်ဖူလုံရေးနဲ့သူတို့အကျိုးစီးပွားတွေအတွက်အထောက်ပံ့ကောင်းတွေရရှိသွားနိုင်ပါတယ်။ဒီလိုတာကလာမာကန်တဲကန်နာရကြီးတစ်ခုလုံးကိုစိမ့်လန်းလောင် ပြောင်းလဲပြစ်နိုင်ဖို့ဆိုတာအိမ်မက်တစ်ခုပဲဖြစ်လိမ့်မယ်လို့ယူဆရပါတယ်။ ဒါမဲ့သူ့ရဲ့ရှေ့မှာကူဘူချီသဲကန္တာရ loss ကုန်းပြင်းပြင်းနဲ့ရဲလိုမြေဝကျုံးပေါ်ဒေတာတွေကိုပြောင်းလဲခဲ့တာမှာအောင်မြင်မှုတွေနဲ့တက်တေပြခဲ့ပြီးပါပြီ။ကူဘူချီသဲကန္တာရဟာလွန်ခဲ့တဲ့အနှစ်30လောက်ကသဲကန္တာရတက်တက်ပဲဖြစ်ခဲ့ပြီးတော့ဘာမှမဆိုင်ပြိုးနိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါမဲ့အခုဆိုရင်တော့စီးပွားရေးအိုအေစစ်တစ်ခုလို့တော့ပြောလို့ရလောက်အောင်ပြောင်းလဲသွားခဲ့ပါပြီ။ loss ကုန်မြင့်မြင့်ဒေတာဆိုရင်လေဖုံထူတဲ့မြေပြင်နဲ့ရှုံးလွေပြည့်နေတဲ့မြစ်တွေပဲရှိခဲ့တဲ့နေရာတစ်ခုပါပဲအခုတော့စိမ်းလန်းဆိုပြတဲ့နေရာတစ်ခုအနေနဲ့ပြောင်းလဲနိုင်ခဲ့ကြပါတယ်ရဲလိုမြေဝကျုံးပေါ်ဒေတာဆိုရင်လေဒီလိုပါပဲ1989ခုနှစ်ဝင်းကျင်မှာဆိုရင် ရှုံးလွန်တွေပဲရှိခဲ့တဲ့နေရာတစ်ခုပါအခုတော့တာယာတဲ့နေရာတစ်ခုအနေနဲ့ပြောင်းလဲနိုင်ခဲ့ပါတယ်တရုတ်တွေရဲ့ရိုးရှင်းတဲ့ဒီနည်းပညာတွေဟာတဘာဝပဝင်းကျင်ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်စူးစမ်းကြရမှာ ော်တော်လေးအသုံးဝင်လာနိုင်ပါတယ်။ဥမာအဖြစ်နေအောင်ကြီးစွမ်းရင်တုံးသဲထိန်ချုပ်ခြင်းနဲ့ဇီဝဗေဒဆိုင်ရာသဲထိန်ချုပ်ခြင်းတွေဟာကမ္ဘာနေရာတော်တော်များများအတွက်လည်းအတူယူတဲ့နည်းပညာတွေဖြစ်ပါတယ်။သဲကဏ္ဍရပြောင်းပွားမှုနဲ့ယာတိဥဒုပြောင်းလဲမှုဖြစ်စဉ်တွေရာဆိုရင်လည်းကမ္ဘာကြီးအတွက်အရေးကြီးတဲ့ပြဿနာတွေပါပဲ။ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ကိုတော့ဒီလိုနီးလန်းနေရနေလေ့လာနိုင်ပါတယ်။ဒါကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံကိန်းတစ်ခုလည်းဖြစ်တဲ့အတွက် ကဘာကြီးရဲ့ဂေဟစနစ်ကိုအထောက်ကူလည်းပြုနိုင်ပါတယ်။ဒါ့အပြင်ဒေတာကန်တွေအတွက်အလောက်ကန်အခွင့်အလန်းအစ်စ်တွေကိုဖန်တီးပေးနိုင်ပြီးတော့နိုင်ငံတစ်ခုရဲ့စီးပွားရေးကိုတိုးတက်စေတဲ့အတွက်လည်းအတူယူသင့်ပါတယ်။နိုင်ငံရေးနဲ့သဘောထားကွဲလွဲမှုတွေကိုခဏဘေးဖယ်ထားလိုက်မယ်ဆိုရင်တော့တရုတ်နိုင်ငံမှာလည်းကျွန်တော်တို့အားလုံးအတူယူသင့်တဲ့ရိုးရှင်းပြီးဂေဟစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ဤပညာတွေအများကြီးကိုတွေ့ရနိုင်ပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောဒီအဖြစ်အပျက်တွေပေါ်မှာဘလို့အမြင်မျိုးများရှိပါသလဲ။ မိတ်ဆွေတို့တူးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဗီဒီယိုလေးတွေတင်ပေးသွားပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်